Okay. Okay, mingla ba kya? Chonoru di debat week number twenty-seven. Uh, okay. Uh, sorry guys, I will be speaking Burmese this time around. Okay, so as usual, every Monday, I will be of course in for my friend from Singapore, from other countries, and uh, for Wednesday, I will be speaking in Burmese. Uh, for my Burmese trader friend. Okay, so the name pumalo pumay kaupi pare. โอเคကျွန်တော်တို့ဒီတပတ်မှာဘာတွေရှိလဲဆိုတော့တစ်ချက်သွားလိုက်အောင်เนาะဘာလို့လဲဆိုတော့ဒါသူနဲ့ပတ်သက်ပြီးအရေးကြီးတာလေးရှိလို့ပါโอเคကျွန်တော်တို့ဒီ debug ကကျွန်တော်တို့ဒီ Monday ကနေ Friday မှာ Monday ကနေ Friday မှာကျွန်တော်တို့ဒါဒီနေ့ဆိုပုံလုံးနေ့ဖြစ်ပါပြီကျွန်တော်တို့2ရက်9လ2025ကျွန်တော်တို့ single chain 8နာရီ4မိနစ်ပေါ့နော်ဟုတ်ကဲ့ဒီ debug မှာကျွန်တော်တို့တောက်ကြနေ့က 4th of July တောက်ကြနေ့ကတိကျတဲ့အချိန်မှာကျွန်တော်ဒီ US holiday ဖြစ်ပါတယ် โอเคအဲ့တော့ကျွန်တော်ဒီတစ်ပတ်က short week လို့ပြောလို့ရတယ်အဲ့တော့9ရက်ဖြစ်မဲ့အစား4ရက်ပဲ trade လုပ်မဲ့ခါဖြစ်ပါတယ်အဲ့ဒီတော့အာကြာသပင်းတောက်ကြန်နေမှာ normally ကျွန်တော်တို့เนาะဟို non fan base ဆိုတာကျွန်တော်တို့ရှိတယ်ဒါပေမဲ့ဒီတောက်ကြန်နေမှာရုံးပေးရဖြစ် US ရုံးပေးရဖြစ်တဲ့အတွက်ကျွန်တော် non fan base ကိုကျွန်တော်တို့ကြာသပင်းကြာသပင်းပေါ့เนาะတောက်ကြန်နေအစား Thursday မှာသူတို့ release လုပ်မယ်လို့သူတို့ပြောထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာ advance number pay လို့ရှိတယ်အာပြီးတော့မနေ့ပြန်မှာတောကြနေအစားမနေ့ပြန်မှာကျွန်တော်တို့အာ number number pay လို့ရှိတယ်เนาะအဲ့ number pay တော့တိကျတဲ့အတိုင်းပဲကျွန်တော်တို့ဒီ market ကြီးကဟိုအရင် move မှာဖြစ်တယ် โอเคအဲ့တော့အဲ့အားလေးတစ်ချက်ကိုအဲ့လေးကိုကျွန်တော်တစ်ချက်သတိထားစေချင်တယ်โอเคကျွန်တော်ခဏနေကြရင်အဲ့လိုမျိုး news ကြရင် news တွေကြရင်ဘာဖြစ်လို့ market ကအရင် swing ဖြစ်တယ်ဆိုတာကိုလေကျွန်တော်တစ်ချက်ထည့်ရှင်းပြမယ်โอเคအမှန်တော့ကျွန်တော်တစ်ခေါက်ရှင်းပြပြပါပြီဒါပေမဲ့ကျွန်တော်ဒီတစ်ခေါက်เนาะပို့ပြီးတော့ဟို remember ဖြစ်အောင်ပေါ့နော်ပို့ပြီးမှတ်မိသွားအောင်လို့ကျွန်တော်ထပ်ပြီးရှင်းပြပါမယ်ကျွန်တော်အာရွှေ go ပေါ့နော်ရွှေအချိန်ကြာကျွန်တော်ရှင်းပြပါမယ်နော် go analysis ကြာโอเคအဲ့ကျွန်တော်ဒီနေ့တိုင်းဒီနေ့ဒီဒီဘက်က news ပါ အာပြီးတော့ခဏเนาะပြီးတော့ကျွန်တော်တို့ဒီဒီတခြား website ကကြည့်လဲဆိုလဲကျွန်တော်ဒီမှာကြည့်လို့ရပါတယ်အဲ့တော့ more or less ကျွန်တော်ဒီ news ဆရာဒါတွေပါပဲ okay ကျွန်တော်ဒီနေ့ advance ရှိတယ် now fan ပေးလို့ရှိရပြီးတော့ကျွန်တော်ဒီ legat speaking ပေါ့เนาะ1995မှာရှိပါတယ် okay မနေ့ပြန်ကြတော့လဲ news တွေရှိပါတယ်ကျွန်တော် website နှစ်ခုကနေပြီးတော့ကျွန်တော် news ကိုကြည့်ပါတယ်တစ်ခုကတော့ forest factory okay နောက်ထပ်တစ်ခုကတော့ trading economics ပါတစ်ခုလုံးက free ပါကျွန်တော်တို့ဒီအာ user login လဲလုပ်လို့ရတယ် user မလုပ်ချင်ဘူးဆိုလဲရတယ် okay အဲ့ရနေပြီးတော့ကျွန်တော် news တွေကြည့်လို့ရပါတယ် trader တယောက်အနေနဲ့အာဒီ news တွေအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဟိုကိုဘာလာမယ်ဆိုတော့ကြိုပြီးမှန်းလို့ရတာပေါ့နော်အဲ့တော့အဲ့အဲ့အကြောင်းအရေးကြီးပါတယ်အဲ့အကြောင်းကျွန်တော်ဒီနေ့ဒီနေ့ဟို trading ကိုစလုပ်တော့မယ်ဆိုဒီနေ့ဘာ news တွေရှိတယ်ဘာ impact ရှိတယ်ဆိုတာပေါ့နော်အဲ့ကြည့်ဖို့လိုပါတယ် okay ကျွန်တော်တို့ analysis လေးတစ်ချက်သွားလိုက်အောင် โอเค analysis ကကျွန်တော်ပထမတော့ကျွန်တော် British pound နဲ့ကျွန်တော်စကြည့်ပါတယ် British pound ကအားလုံးတွေ့ကြတဲ့အတိုင်းပဲအခုလော်လော်ဆယ်ကသူကဒီကျွန်တော်တို့ဒီ1.30 1.38ပေါ့เนาะကျွန်တော်ဒီဘာလေးယူလိုက်မယ်မှာကလေးယူလိုက်မယ်1.38ဒီလောက်လောက် region အားနေစပြီးတော့ market ကတိတ်ပြီးတော့မတက်နိုင်တဲ့အနေအထားမှာကျွန်တော်တို့ရှိတယ်။ Okay အဲ့တော့ခုကျွန်တော်တို့မနေ့ကအဲသူတက်ဖို့ကြိုးစားတယ် Okay တက်ဖို့ကြိုးစားတယ်ပြီးတော့ဒီသူတို့အခုလောလောဆယ်ကသူတို့ဒီဘောပေါ့နော် sell down ဖြစ်နေတယ်လို့အဲ့ဒါကိုကျွန်တော်မြင်ရတယ်။ Okay ကျွန်တော်အမြင်ကသူကဘယ်နာထိတောင် sell down ဖြစ်နိုင်မလဲဆိုတော့ကျွန်တော်ဒီကဒီလောက်လောက် level လောက်ထိသွားမယ်လို့ကျွန်တော်ထင်တယ်။အာ price အပြင်ပြောမယ်ဆိုရင်ကျွန်တော်တို့ဟိုလောက်1.362ပေါ့နော် အာကျွန်တော်တို့ဒီ1.2ဆိုတော့ဒီကနေပြီးတော့ဆိုတော့ another 40 points တော့ကျွန်တော်သွားမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ तू ကဒီနှစ်ခုကြားထဲမှာနှစ်ခုကြားထဲမှာဒီလိုမျိုးလဲနေတာကိုကျွန်တော်တတိအာကျွန်တော်ပြောချင်တယ် okay အဲ့ဒီတော့အာကျွန်တော်တို့ဘာရှေ့ဆက်ပြီးဘာလို့တင်တယ်လဲဆိုရင်ကျွန်တော်ကတော့အမြင်ကတော့ဘာလို့ဘယ်လိုမြင်လဲဆိုရင်တော့အခုလောလောဆယ် like ပြီးတော့နော်အခုလောလောဆယ် like ပြီးတော့ trade လုပ်မဲ့အစား like ပြီးတော့ရောင်းမဲ့အစား because ဘာလို့ဆိုတော့ market ကြီးကစင်းနေရင်ကိုကအတင်းလိုက်ရောင်းရင်ဘာဖြစ်တတ်လဲဆိုတော့ များသောအပြင်ကခဏလေးကြာပြန်တက်သွားတဲ့တက်တယ်ဘာလို့လဲဆိုတော့ဟိုဟိုကျွန်တော်တို့မြင်တယ်လို့မျိုးโอเค market ကြီးစင်းနေတော့ကျွန်တော်တို့မြင်မြင်တယ်လို့မျိုးဒီလိုမျိုး chart ကျွန်တော်တို့ screen ရှိတဲ့လူတိုင်းမြင်ရဟုတ်တယ်မလားအဲ့တော့ကိုကအာကိုကအာကိုကဘာဖြစ်လို့အာကျွန်တော်ဒါဟာ geopolitics လဲကျွန်တော်နည်းနည်းပြောပြပါမယ်ကိုကဘာဖြစ်လို့အာလိုက်ပြီးတော့ဟိုဟိုလို့ပါမလဲနော်များသောအပြင်ကဒီလိုမျိုး market ကိုဒီကျွန်တော်တို့ trading ကို chart ကိုကြည့်တယ်ဆိုတာသူ့ရဲ့ trick chat ကိုလည်းကြည့်ရတယ်ပြီးတော့သူ့ရဲ့ context ပေါ့နော် သူဘာလို့ကိုစူးစမ်းနေလဲဆိုတာလည်းနားလည်ဖို့လိုတယ်โอเคအဲ့တော့ကျွန်တော်တို့ trader တော်တော်များဟာစင်းနေလဲဆိုပြီးလိုက်ရောင်းလိုက်တယ်အာလိုက်ရောင်းပြီးဘာဖြစ်လဲဆိုမကကြည့်ပြန်တက်သွားအောင်အဲ့ဒါကလို့အရင်တက်နေလဲဆိုလဲလိုက်ဝယ်လိုက်တယ်ဘာဖြစ်လဲမကကြည့်ပြန်စင်းသွားအဲ့လိုမျိုးဖြစ်လေဖြစ်တာရှိတယ်ဆိုရင်အဲ့ဘာကိုဟိုဘာကိုပြနေရလဲဆိုတော့ကိုယ့်ရဲ့ context ကိုကြည့်ဖို့လိုပါတယ် โอเค market ကတက်နေတာမှန်တယ်အာဒါပေမဲ့ဟိုဘယ်လိုပြင်ဆင်မှုရခဲ့လို့များလားဒါမှမဟုတ် market ကတက်နေအကျနေတာမှန်တယ်အာပြန်တက်ဖို့ရခဲ့လို့များလားโอเคအဲ့တော့ဥပမာဖြစ်ကျွန်တော်ပြောရမယ်ဆိုရင်ဒီကောင်ကြီးဆင်းနေတာလူတိုင်းမြင်လို့ရတယ်โอเคလူတိုင်းမြင်ဒီ charting software ရှိတဲ့လူတိုင်းမြင်လို့ရတယ်โอเคဒါပေမဲ့အာကျွန်တော်တို့ကျွန်တော်တခုသတိထားချင်တာဒီနေ့မှာတိတ်ဟို news ကြီးဒီလောက်ကြီးမရှိဘဲနဲ့ အာဆင်းနေတာဆိုတော့နည်းနည်းလေးသတိထားဖို့လိုတယ်เนาะအဲ့တော့ကျွန်တော်ကတော့ဒီမှာလိုက်ရောင်းမဲ့အစားရောင်းကျင်နေဆိုရင်ပေါ့เนาะရောင်းကျင်နေဆိုရင်ကိုယ်နည်းနည်းလေးအပေါ်ပိုက်မှာဆက်ပြီးတော့ရောင်းတင်တယ်လို့ကျွန်တော်မြင်တယ်စောင့်ပြီးတော့ပေါ့เนาะစောင့်ပြီးတော့မှရောင်းတင်တယ်လို့ကျွန်တော်မြင်တယ်တဲ့အဲဒါပေမဲ့တစ်ခုတေကြတာတော့ market ကနည်းနည်းဒီလောက်လောက်မှာစပြီးတော့1.38ပေါ့เนาะဒါလောက်ပါစပြီးတော့နည်းနည်း weakness ပြလာပြီလို့ကျွန်တော်ကျွန်တော်သုံးသပ်လို့ရတယ် okay အဲ့တော့အမြင်ကတော့ market ကဆင်းဖို့နည်းနည်းရခဲ့လို့များလာပြီဒါပေမဲ့အခုချက်ချင်းလိုက်ရောင်းမဲ့အစားနည်းနည်းလေးအတက်လေးကိုပြန်ဆောင်ပြီးတော့မှရောင်းတာပို့ပြီးတော့များကိုတက်ဟိုဟောပေါ့နော်မြက်မြက်ဖို့ပေါ့နော်ပို့ပြီးရခဲ့လို့ရှိတယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ဝယ်တာတော့အရင်အာမပေးတော့ဘူးခင်နည်းနည်းလေးဟောပေါ့နော်ဒီလောက်တော့ level လေးကျွန်တော်တစ်ချက်တည်းထားသေးခြင်းတယ်โอเคကျွန်တော်လည်းတစ်ချက်သွားလိုက်အောင် trading ကတခုရှိတာဟိုဟိုပြောရမယ်ဆိုတော့အဲ့ချက်ချက်တစ်ခုတည်းကိုတစ်နေ့လုံးထိုင်ပြောနေလို့ရတယ်တက်ပါအဲ့ဒါပေမဲ့ကိုကတော့ဟို you know like uh ကိုကအရေးကြီးတာကိုကအာ market ကိုဟိုဟိုပါဘာလို့ဆို market တကယ်ကျမယ်တက်မယ်ဆိုတာကလူတိုင်း100%မသိဘူးအဲ့တော့ကိုကိုပမာရကန်တို့များတယ်ထင်တယ် setup မှာများတယ်ထင်တယ်ဆိုကို trigger လို့ကိုဟိုဟာလို့ရုံပဲเนาะအမ်ရောင်းတာဝယ်တာလို့ရုံပဲ okay ဒီကောင်လည်းဒီလိုပဲ okay ကျွန်တော်တို့ဘာကိုတစ်ခုသတိထားလို့ရလဲဆိုတော့ ကျွန်တော်တို့ context လေးတစ်ချက်ကြည့်လိုက်အောင်ဒါ euro ပြန်နော် context လေးတစ်ချက်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီအာမြန်မာ trader တွေကကျွန်တော်တို့ technical analysis မှာဟိုပါပေါ့နော်အမ်အတွေ့အကြုံအရင်မရှိဘူးလို့ကျွန်တော်မြင်တယ် okay တွေ့ကြုံအရင်မရှိဘူးလို့မြင်တယ်အာပြီးတော့ဟိုပါပေါ့နော်တကယ် serious မဟုတ်ရင်ဘာလို့ဒီကောင်ကဟို experience ဘာလို့လိုအပ်တယ် okay အဲ့တော့ဟိုဒီဟိုပို့ပြီးအဲ့ကိုစူးစိုက်လေ့လာဖို့လိုတယ် okay ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ တာဝန်ပေါ့နော်ကျွန်တော်ဘာကူညီပေးနိုင်တယ်လဲဆိုတော့ trading နဲ့ပတ်သက်လာရင်ကိုတင်တာကိုပို့ပြီးတော့ဟိုဟိုတစ်နှစ်ကြာမဲ့အစား6လလောက်ကြာအောင်တပေါ့ဗျာ3နှစ်ကြာမဲ့အစားတစ်နှစ်လောက်ပဲကြာအောင်ကိုကဟိုကျွန်တော်နည်းနည်းတော့ကျွန်တော်တည်တော့တည်တော့ experience ရှိတလောက်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးမယ် okay ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ဒီမှာ euro ဗျာ euro ဆိုရင်ကျွန်တော်ဒီမှာ market ကဒီကနေတက်လာပြီးတော့တော့ဒါ resistance လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ဒီနားမှာဒီလား market ကြီးလုံးဝလုံးဝ volume ကြီးလုံးဝဆက်တက်သွားတာကျွန်တော်တွေးလို့ရတယ်တွေ့လားတဘောက ဒီချိန်မှာကျွန်တော်တို့တကယ်ဘာရီယာပေါ့နော်တကယ် market ကိုတက်စီခြင်းနဲ့ volume နဲ့ပေါ့နော်တကယ် live ဝယ်တဲ့လူတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒါဟိုဟာအာ trust လို့ကြည့်လို့ရတယ် okay အဲ့တော့ကျွန်တော်ဒီမှာ buyer တွေဝင်လာတယ်ဝင်လာတဲ့အတွက် market share တက်သွားတယ်ဗျာနော် market share တက်သွားတယ်ပြီးတော့နောက်တစ်ခုကသူတို့ပြန်ဆင်းပြီးတော့သူတို့ပြန်ပြီးတော့ဒီမှာပြန်ပြီးတော့ဟိုဝယ်တဲ့လူထပ်လာသေးလားလို့သူတို့ထပ်ပြီး retest လို့ခေါ်တယ်ကျွန်တော်တို့နော်ဒီမှာ retest တစ်ခုပြန်လာတယ် okay retest လို့ခေါ်နော်ကျွန်တော်ဒီမှာဒီလိုပဲ retest ပြန်လာတယ် retest ကြတော့သူတို့ volume ကအရင်တစ်ခေါက်တော့မများတော့ဘူးဒါပေမဲ့အရင်လည်းမနေဘူးနော်အဲ့တော့ react အဲ့လိုမျိုး retest လို့ပြီးဒီ idea ကို market ကြီးလုံးဝတက်သွားတာ okay ကျွန်တော်ဘာကိုတခုသတိထားစေချင်တာလဲဆိုတော့ကျွန်တော်တို့ market ကြီးကလွန်ခဲ့တဲ့3-4ရက်ကပေါ့နော်3-4ရက်ကလွန်ခဲ့တဲ့တစ်ပတ်အတွင်းကတက်နေတာမှန်တယ် okay တက်နေတာမှန်ပေမဲ့တော့ volume ကြီးကတိတ်လိုက်မလာဘူးဆိုတော့ကျွန်တော်သတိထားကြည့်လို့ရတယ် okay ပြောချင်ပြောချင်တာတော့ market ကဘာကို indicate လုပ်နေတာလဲဆိုတော့အမ်ဒီမှာဈေးတက်သွားပြီမဲ့အဲ့ light ဝယ်တဲ့လူလည်းတိတ်မများသလိုလိုက်ရောင်းတဲ့လူလည်းတိတ်မများတော့ဘူးဆိုတော့ဒါရှင်းပြနေခြင်းဖြစ်တယ်အဲ့ volume နည်းတယ်ဆိုတာเนาะ okay အဲ့တော့ကျွန်တော်တို့ဘာကိုကြည့်ကြအပြင်ဘာကိုကြည့်လို့ရလဲဆိုတော့အဲ့လိုမျိုးဟိုရောင်းဝယ်နည်းလာရင်အရောင်းဝယ်ပါလာရင်မဖြစ်လာလဲဆိုတော့ဒီ level တွေမှာတော့ဂျာရက်မှာတော့ gap တွေလိုမျိုးဖြစ်ဖြစ်လာတယ်အဲ့တော့ တခုခုဒါနော်ကျွန်တော်တခုခု volume တခုပေါ့နော် force တခုခုကနေဟိုဘာ company တခုပဲဖြစ်ဖြစ် fund တခုပဲဖြစ်ဖြစ်ဝင်ရောင်းလိုက်ပြီဆိုတော့ねဒီကောင်နဲ့ကြောက်ဖို့အရင်လွယ်တယ်ဘာဖြစ်လို့လဲခုနပြောသလိုပဲကျွန်တော်တို့ဟိုဝယ်တဲ့လူရောင်းတဲ့လူနည်းတဲ့အတွက်နော်အာကျွန်တော်တို့ဥပမာဖြင့်ဥပမာဖြင့်ဒီမှာဆိုဗျာဒါဝယ်သူ100ရှိတယ်ရောင်းသူ100ရှိတယ်ဆိုတာဒါကတကယ် very strong market move okay ဒီမှာဆိုဝယ်သူက9ယောက်ပဲရှိတယ်ရောင်းသူက9ယောက်ပဲရှိတယ်ဒါကျွန်တော်ဒါဥပမာပြပြတာနော်အကယ်၍တစ်ချိန်ချိန်မှာ တခုခုကြောင့် news ကြောင့်ပဲဖြစ်ဖြစ်အာတခုခု event တခုခုကြောင့်ပေါ့နော်အဲ market ကဥပမာဖြင့်အကဲရွေးများအယောက်900ရောင်းတဲ့လူရောက်လာတယ်ရောင်းကျင်စိတ်ရောင်းတဲ့လူပေါ့နော် market ကြီးကရောင်း or sell order 500ဝင်လာတယ်ဒါပေမဲ့ဝယ်တဲ့လူက5ပဲဆိုရင်မဖြစ်မလား of course market ကကိုတော့เนาะအဲအဲကြောင့်ကျွန်တော် market တွေအရန်တက်နေရင် volume ကိုတစ်ချက်သတိထားပါ okay တကယ်လို့ market တက်လို့ volume ကလည်းနည်းနည်း light လာတယ်ဆိုရင်ဒါအာဒီကောင်ကဟိုတုံတိုင်အောင်အောက်ဆင်းဖို့တိတ်မလွယ်ဘူးလို့ကွာ ဟိုတွက်ကြည့်လို့ရတယ်โอเคဒါပေမဲ့အဲအကယ်၍ခုနပြောသူ market ကတက်လာပြီး volume ကလိုက်မလာတော့ဘူးဆိုရင်ကျွန်တော်နည်းနည်းသိထားဖို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ volume spread analysis လို့ခေါ်တယ်ဒါကျွန်တော်ဒါရေဘူးအဖြစ်ကျွန်တော်ဒါကျွန်တော်ရှင်းပြတာเนาะအဲ့ကြောင့်ကျွန်တော်ဒီမှာခုနပြောသူလိုပဲဒီအခုအတော်တင်မှာတွက်လာ market ကြီးကဒီဟိုဗောလုမီအရင်ဟိုမတက်တော့တော့ကျွန်တော်ဒေတာမိလိမ့်မယ်เนาะအဲ့ဒီတော့အဲအောင်ကျွန်တော် market က reversal ဖြစ်ဖို့နည်းနည်းရခိုင်တော့များလာပြီလို့ကျွန်တော်ထင်တယ်โอเค အဲ့တော့အကယ်လို့ရာကယ်လို့များလိုက်ပဲသွားမလဲဒီကောင်ကြီးလူမျိုးတို့ support level တွေသွားမှာပေါ့နော် swing level တွေ support level တွေသွားမှာပေါ့နော်အဲ့တော့အခုလောလောဆယ်ကလည်း euro နဲ့ british pound နဲ့လည်းတုန်နီ၎င်းပါပဲကျွန်တော်ထင်တာမကြခင်နည်းနည်းမြတ်ပြန်ဆင်းဖို့များရှိသလားလို့ကျွန်တော်မြင်တယ် okay ဘယ်အချိန်မှာ ကိုမှားနိုင်မှားသွားနိုင်လဲ okay ဥပမာအဖြစ် market ကနောက်နေ့ပေါ့နော်နောက်နေ့မှာအကယ်လို့ကျွန်တော်ဥပမာဖြစ်ဒီလူမျိုးအပြာရောင်ကန်တယ်လေးမြင်လာတယ်ပြီးတော့ volume ကလည်းပြန်တက်လာတယ်ဆိုရင်တော့တည်ထားတော့ဘာလို့လဲဆိုတော့အဲ့အဲ့ချိန်ကျရင်အာဝယ်သူကပြန်ဝင်လာပြီအဲ့ကျရင်ပြန်ပြီးတော့ set တက်ဖို့ရခဲ့လို့များလာပြီဆိုတော့ပြတာဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့ကြောင့်ကျွန်တော်တို့ကဟိုတက်မယ်ကြမယ်ပြောတာတော့မှန်တယ်ဒါပေမဲ့ရှေ့ဆက်ပေါ်လာမဲ့ candle တို့ blue မမြင်တော့ဥပမာဖြစ်ကျွန်တော်တို့မနေ့ပြန်ကန်တယ်ဘလူးဘလူးကြုံမြင်နိုင်တယ်မမြင်ဘူးပေါ့ဟုတ်တယ်မလားအဲ့တော့အဲ့တော့ဟို day to day ကျွန်တော်တို့ analyze လုပ်ဖို့လိုတယ် okay အဲ့တော့ကျွန်တော်အခုလောလောဆယ်ရတော့နည်းနည်းဟို price လေးဆင်းလာမယ်လို့ကျွန်တော်ထင်တယ် okay အာ ဟိုပါဗောကိုဆေးဆက်ပြီးတော့ analyze လုပ်ဖို့လိုတယ်โอเคအဲ့တော့ခုနကျွန်တော် British Pound တော့နည်းနည်းပို့ပြီးတော့အဟိုဟိုပါဗောနော်စဉ်းနေတာတော့ကျွန်တော်တွေ့ရတယ်โอเคကျွန်တော်ရွှေကိုတစ်ချက်သွားလိုက်အောင်โอเคရွှေရဘာဖြစ်နေလဲ actually ရွှေရဘာဖြစ်နေရလဲဆိုဒီကောင်ကကျွန်တော်တို့လူတွေကို confuse ဖြစ်အောင်လုပ်နေတာโอเคရှင်းရှင်းလေးပဲโอเคဘာဖြစ်လို့လဲဆိုတော့ဒီ um ဒီ period ကသူက consolidation လို့ခေါ်တယ် consolidation ဆိုတာအတက်လည်းအရင်ကြီးမဟုတ်ဘူးအကျလည်းအရင်ကြီးမဟုတ်ဘူး okay အဲ့တော့ဒီကောင်ကဘာလဲဆိုတော့သူက next move အတွက် shit နောက်ထပ်ပေါ်လာမဲ့ move အတွက်ဒီကောင်က market က range လုပ်နေတာလို့ခေါ်တယ်ဥပမာဖြင့်ကျွန်တော်တို့ smart money တွေရှိရဗျာ smart money ဆိုတာဒီ market ကိုတကယ် move ဖြစ်နိုင်တဲ့လူတွေ okay market ကိုတကယ်ရှေ့ဆက်ပြီး move ဖြစ်နိုင်တယ်သူတို့ကသူတို့ကဝယ်တဲ့အချိန်ဆိုရင်သူတို့ဈေးကိုအများကြီးတက်တော့အောင်သူတို့မလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့ သူကဘာလို့ဆိုတော့ကိုကဝယ်တဲ့လူဆိုတာကတချိန်ကျရင်ဈေးအများကြီးကောင်းလာရင်ဈေးဈေးကြည့်လိုက်သူကရောင်းမဲ့လူကိုနော်အဲ့တော့ကိုကဝယ်တဲ့လူဆိုတော့သူကဘာလို့နေလဲဆိုတော့ဈေးကိုအများကြီးတက်မတော့သူကလှုပ်တယ်အဲ့တော့သူကအများနဲ့သူကဝင်တခါတဲ့အာတခါတဲ့အပြတ်မဝယ်ဘူးသူကမျောသားပြင်ဘာဝယ်လဲလှုပ်လဲဆိုတော့နည်းနည်းလေးဝယ်လိုက်โอเคအာဟိုခါကျရင်ရက်သွားလိုက်โอเคခါကျရင်သူကဘာတောင်လှုပ်တယ်ဆိုနည်းနည်းဝယ်ပြီးသူကပြန်တောင်ထက်ရောင်းလိုက်သေးတယ် အဲအဲ့တော့တော့ဝယ်ပြီးတော့ပြန်ရောင်းလိုက်ရင်တော့လူတွေကအဆင်းမထင်ပြီးတော့လိုက်ရောင်းကြအောင်အဲ့တော့ဈေးကပြန်တန်သွားပြန်တန်သွားပြန်တော့ထပ်ဝယ်ပြန်အောင်တော့အဲ့လိုလုပ်တာ accumulation လို့ခေါ်တယ်နော်အဲ့တော့ကျွန်တော်တို့ကအခုလောလောဆယ်ကဒီ consolidation accumulation ပေါ့နော် okay တက်မယ်ကြမယ်ကတော့100%တော့ပြောလို့မရဘူးဒါပေမဲ့အခုလောဆယ်တည်ကြတော့ဒီကောင်နဲ့ consolidation လုပ်နေရှေးဆက် market movement ကိုတို့ um ဟိုပါဘောเนาะ market movement ကိုရှေ့ဆက် market movement ကိုတို့ဟို market big move လာဖို့အတွက်ကတို့အခုလောလောဆယ်သူကင်းစင်နေတယ်လို့ပြောလို့ရတယ်။ Okay အဲ့ဒီအချိန်ကျရင်အဲ့လိုမျိုး consolidation အချိန်ကျရင် trader တောင်နေနဲ့ဘာလို့ရမှာဆိုကိုကလည်းတတိ consolidation ဖြစ်နေပါလား။เนาะဖြစ်နေတဲ့အတွက်ကိုကိုနိုင်ကလည်း consolidation ဆိုတဲ့အတိုင်း market ထဲမှာဟိုအချင်းချင်းအများကြီးချင်းချင်းတက်သွားမယ်။အများကြီးချင်းချင်းဆင်းသွားမယ်မဟုတ်ဘူးဆိုတော့ကွာနားလဲဖို့လိုတယ်။ Okay အဲ့တော့ကိုယ့်ရဲ့ expectation ပေါ့เนาะဖြစ်နိုင်ကြီးကိုကြိုမှန်းထားဖို့လိုတယ်။ โอเค consolidation မှာတို့ဥပမာပြင်တက်မှလားကျမယ်လားဆိုတာက consolidation period เนาะတက်မှလားကျမယ်လားဆိုတာကတို့ကဘာကိုကျွန်တော်တို့အာဟိုဘာကိုကျွန်တော်တို့ဘာနဲ့ကျွန်တော်တွက်ကြည့်လို့ရလဲဆိုတော့တို့ကဥပမာပြင်ဒီကောင်เนี่ย consolidation လုပ်ရင်တို့ကဘာလုပ်လို့ရှိလဲဆိုတော့သူကအဲ့ဒီ swing လေးတွေကပြတတ်လေးရှိတယ်။တဘောပြတာခါကျရင်အဲ့အဲ့ရဲ့သူ့ရဲ့ boundary level ပေါ့နော် boundary level ထွက်သွားပြီးတော့ပြန်ဝင်လာတာတို့နော်အဲ့လိုမျိုးကျွန်တော်တို့ပြလေးရှိတယ်။အဲ့တော့ကျွန်တော်တို့ကဘာနဲ့သတိထားမှာလဲဆိုတော့ခုနပြောသလိုကျွန်တော်တို့ဟိုအပေါ်ဘက်ကိုအရန်ထိလာအောက်ဘက်ကိုအရန်ထိလာဆိုပြီးကျွန်တော်ပြန်ပြကြည့်လို့ရတယ်။ Okay ကျွန်တော်ဥပမာတစ်ခုပြမယ်။အခုလော်လောဆယ်ဆိုရင်ကျွန်တော်ဒါဆိုရင်ဒီဆိုဒီကောင်ဆိုရင်ဟုတ်ကျွန်တော်တို့ဒီကောင်ကဟိုပါပေါ့နော်။အာအပေါ်လဲ၃ကောက်ထိတယ် အောက်လဲ၃កောက်လောက်ထိရေလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ဘာကိုကျွန်တော်မှန်းလို့ရတာဆိုတော့ market ကြအပြစ် balance ဆိုကျွန်တော်နည်းနည်းမှန်းလို့ရတယ်เนาะ market ကြကျွန်တော်အပြစ် balance ဆိုကျွန်တော်တို့ကျွန်တော်တို့မှန်းလို့ရတယ်အဲ့ဒီအတွက်ကြောင့် market ကြ band ဆောင်ကျွန်တော်ကျွန်တော်တို့အဲ့တော့အတွက်ကြောင့် apport မလားအကြအောက်စင်မလားဆိုတော့အာ almost 50 50လို့ကျွန်တော်ပြောလို့ရတယ် โอเคဒါဒါကျွန်တော်ဒီ counting နဲ့ပတ်သက်လို့ဒါကျွန်တော်တို့ဒါမှန်းတာပေါ့เนาะโอเคနောက်တက်တစ်ခုကကျွန်တော်ဘာနဲ့နည်းနည်းမှန်းလို့ရလဲဆိုတော့ကျွန်တော်ခုနပြောသလိုကျွန်တော်ဒီ higher 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 low နဲ့မှန်းလို့ရတယ်โอเคဥပမာအဖြစ်ဒီကောင်ဆိုတာဒီ level မှာပဲเนาะအဲတက်လည်းမတက်ဘူးကျလည်းသိမကြဒီကောင်ဆိုရင်ကျွန်တော်ဒီကောင်ဆိုတာဆိုရင်ဒါဆိုရင် higher low ပေါ့เนาะဒီကောင်လဲ higher low လို့ကျွန်တော်တစ်ချက်ပြောလို့ရတယ်โอเคအဲ့တော့ तू อ่ะဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော် higher low count เนี่ยကျွန်တော်တွက်ကြည့်ဆိုရင် ဒီကျွန်တော်တို့နံပါတ်1နံပါတ်2ပေါ့နော်နံပါတ်2ကနံပါတ်1နဲ့ဆိုင်ပုံမြင့်တယ်ဟုတ်တယ်နော်ကျွန်တော်တို့ last friday တုန်းကဘာဖြစ်သွားတာလဲဆိုတော့ last friday တုန်းက market ကြီးလုံးဝဆင်းချလာတယ်ပြီးလဲပြီးတော့ monday လဲကျတော့ထက်တောင်ဆင်းလိုက်ပြီးတော့အဲ့မှာရှိတဲ့ stop loss ရဲ့အကုန်လုံး stop out လုပ်လိုက်တာ okay အဲ့တော့ market ကဒီခုနပြောသလိုအကယ်၍များဒီ smart money ကဝယ်ခြင်းတဲ့လူတွေဆိုသူက market ကိုတမင်တကာဆင်းအောင်လုပ်ပြီးတော့အဲ့အောက်ဈေးနဲ့ခောက်ဆွဲတဲ့သဘောမျိုးမှာရှိတယ်โอเคเนาะအဲ့တော့ကျွန်တော်ခုနကဒါ high 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 လို့ပြန်ပြောမယ် ဒီကောင် higher higher low ဒီကောင်လည်း higher ဒီကောင်ဆိုပို့ပြီးတော့ higher low ဖြစ်သေးတယ်အဲ့ဟာကိုကြည်ချင်းအပြင်အဲခုနကျွန်တော်ဒါဆိုဒါဆိုအပေါ်ဘက်နော်အပေါ်ဘက်၃ခုကဒီလောက်ပဲဖြစ်တယ်အောက်ဘက်ကဆိုကြည်တလားဒီကောင်ပို့ပြီးတော့နည်းနည်းတက်လာတာကိုသဘောပြတ်တယ်အဲ့တော့ကျွန်တော်တို့ဘာကိုနည်းနည်း um confirmation ယူလို့ရလဲဆိုတော့ market ကအတက်ဖက်ကိုနည်းနည်းစပြီးပြလာပြီးလို့ကျွန်တော်တို့ထင်လို့ရတယ်โอเคအကယ်၍များအကယ်၍များเนาะကျွန်တော်တို့နောက်ထပ် swing တနေရ ဒီအောက်များဆင်းသွားတယ်ဆိုရင်တော့ခုနကျွန်တော်ပြောတာမှန်မှန်တော့ Okay အဲ့တော့ဒီခုန higher high 1နဲ့ higher high 2နဲ့ကိုကြီးချင်းအားဖြင့်เนาะကျွန်တော် market ကနည်းနည်းများတက်ဖို့များဇလန်းပို့ရှိလာသလားလို့ကျွန်တော်မြင်လို့ရတယ်အဲ့တော့ကျွန်တော်ခုနပြောတာ50 50ဟုတ်တယ်မလား50 50ဆိုအခုဆိုရင်ကျွန်တော်တို့55 45ပေါ့เนาะ attack ကို55%အောက်ကို45%လောက်ရှိတယ်လို့ကျွန်တော်တွက်ကြည့်လို့ရတယ် Okay အဲ့ကြောင့်ကျွန်တော်ကဒီရွှေကအတက်ဖက်ကိုနည်းနည်း အမ်တန်းတယ်လို့ကျွန်တော်တို့ကျွန်တော်ထင်တယ်โอเคအမ်တခုပြောသလိုပဲခုနအကယ်၍များအကယ်၍များပေါ့နော်စင်းခဲ့ပြီးတော့ဓာကြီးကိုဖြတ်သွားပြီးဓာကြီးဝတ်ထပ်ဖြတ်တယ်ဆိုရင်တော့ခုနကျွန်တော်ပြောတဲ့ percentage ကမမှန်တော့โอเคအဲ့တော့ကျွန်တော် trader တယောက်အနေနဲ့ရှေ့ဆက်ပြီးတော့တနေ့လာမယ့်ဒီ candidate လိုက်ပြီးတော့ call study လုပ်နေဖို့လိုတယ်ဘာလို့ဆိုတော့ဘာဖြစ်လဲဆိုတော့ candidate တစ်ခုတိုင်းကြောင်းလိုက်တိုင်းမှာသူ့ရဲ့ probability ကအနည်းငယ်ပြောင်းသွားလို့ဖြစ်တယ်เนาะโอเค အဲအဲကြောင့်ဖြစ်ပါတယ်အဲ့တော့ရွှေကတော့ကျွန်တော်ကပြန်မြကြအဖြစ်တနေ့တက်ဖို့ရခိုင်နှုန်းပိုရှိသလားလို့ကျွန်တော်မြင်တယ် all right another one is uh, silver silver လဲထိုနီး၎င်းပါပဲ okay silver လဲထိုနီး၎င်းပါပဲ okay silver ဆိုနည်းနည်းပိုးတောင်ဟိုဟာအာကြည့်ရတာပိုလွယ်သေးတယ် okay ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာဒီမှာလုံးဝထောင်တက်သွားတယ် volume က support ဖြစ်တယ်ဒီမှာထက်တက်တယ် volume က support ဖြစ်တယ်ပြီးတော့ market က range ဖြစ်နေအချိန်မှာ volume တိတ်မရှိเนาะပြီးတော့ ဒီမှာအစင်းမှာတွေ့လားအစင်းမှာပြန်ပြီးတော့တက်သွားဖို့အတွက်က volume နေအာ volume နေရာလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ဒါပြောကြည့်ဆိုတာ higher high higher low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  လို့ပြောအဲ့တော့ဒီ higher low ကဒီကောင်းတဲ့တပြည့်တည်းတက်လာတဲ့အတိုင်းလုံးဝပြောလို့ရတယ်အဲ့တော့ကိုက market က quick up trend မှာဖြစ်ဖို့ပိုရခိုင်လို့များရလို့တော့ပြောလို့ရတယ် okay အဲ့တော့ရွှေနဲ့ငွေနဲ့နော်ဘယ်ကောင်းပို့ပြီးတော့အတက်ပို့ရိတ်ကြနေတယ်လဲဆိုတော့အမှန်တော့ဒီကောင်းနေတက်ရင်တူတူတက်မှာ โอเคဒါပေမဲ့ရွှေနဲ့ငွေနဲ့ဘယ်ကောင်းပို့ပြီးအရေးကိုပို့ပြနေတယ်လဲဆိုတော့ကျွန်တော်ငွေပေါ့နော် silver ပို့ပြီးတော့တက်ရိပ်ပြတယ်လို့ကျွန်တော်ထင်တယ်โอเคကဲအဲ့တော့ကျွန်တော်ရွှေနဲ့ငွေနဲ့ကိုရှင်းပြပြသွားပြီးခုနပြောသူဒီတရက်နော်ဟာတရက် bearish candle neon candle မလို့လိုက်ရောင်းရမယ်နောက်နေ့နောက်နေ့အပြတ်ရောင်း candle မလို့လိုက်ဝယ်ရမှာအဲ့လိုမလုံးနဲ့โอเคအဲ့လိုမျိုး candle ပေါ်မူတည်ပြီးလိုက်ရောင်းဝယ်လုပ်နေလို့ကတော့အာကိုမှားဖို့ကရရင်တော့ပုံများတယ်ကဲအဲ့တော့ဒီ market ရဲ့ context ကိုကြည့်ဖို့လိုတယ် okay ဒီကောင်ကအာဒီပြီးပြီးခဲ့တဲ့ support မှာ volume နေများလားနော်အဲ့လိုအာ volume များရဆိုရင်ဒီဒီကိုပြန်ခဲ့တယ်ဆိုရင်တောင်မှအဲဒီ level နေပြီးပြန်ပြီး swing လုပ်ဖို့ရခိုင်တော့ပုံများတယ်အဲ့လိုမျိုးကိုနားလဲပို့လို့တယ် okay all right အဲ့တော့ကျွန်တော်ရွှေနဲ့ငွေနဲ့ကိုရှင်းပြပြီးပြီးကျွန်တော်နောက်တစ်ခုကတော့ US market all right US market က US market ကိုဘာဖြစ်လို့ကောင်ကြီးကနေတိုင်းเนาะ share တက်နေတာလဲလို့အာပြောရမယ်ဆိုရင်ဒီကောင်ကကျွန်တော်တို့ဒီ technical ဆိုတာဒါဒီကောင်ကကျွန်တော်တို့ဒီဟိုပါဘောเนาะဖြစ်နေတာကိုတော့ပွင့်ပေါ်တာပဲဖြစ်တယ်ဒီဖြစ်ရမယ်အာဖြစ်ရမယ်အကြောင်းကိုပြနေတာမဟုတ်โอเคဖြစ်ရမယ်အကြောင်းကိုတကယ်လို့တက်မယ်ကြမယ်ကိုအထူးသဖြင့်เนาะကျွန်တော် US market တက်မယ်ကြမယ်ကိုကိုကသိကြင်ကိုက fundamental ပေါ့เนาะအဲသူ့ရဲ့ information တွေကိုကိုကနည်းနည်းသိဖို့လိုတယ်โอเค ကျွန်တော်ဘာကြောင့်ကျွန်တော်ဘာကိုပြောလဲဆိုတော့เนาะကျွန်တော်တို့ဒီအာ stock market ကြီးကတက်နေတာမှန်တယ်အဲ stock market ကြီးတက်နေသလိုပဲโอเคတခြားသူတို့မှာ parameter တွေရှိတယ်ဒီကျွန်တော်တို့အာ stock market ဈေးတက်ဖို့အတွက်ဆိုတာဒီကျွန်တော်ကျွန်တော် market ထဲမှာဒီ liquidity ပေါ့เนาะငွေတွေအများကြီးဝင်လာဖို့လိုတယ်เนาะပြီးတော့ကျွန်တော်တို့ဒီ custom customer တွေကဒီကောင်တွေဟို stock market ကို trade ဟောပါတော့ trade trade ဖို့လိုတယ် stock market အစား bond bond market ပေါ့နော် bond market ကို trade ဖို့လိုတယ်အဲပြီးတော့ကျွန်တော် market ထဲမှာဒီဒီ central bank တွေကနော် central bank တွေကဒီကျွန်တော်ပတ်စံနေ liquidity အများကြီးရှိဖို့လိုတယ်အဲ့လိုမျိုးဟာတွေလိုတယ်ပြီးအဲ့အကြောင်းမှသာ market ကြီးကတက်မှာဖြစ်တယ်အဲ့ဒီတော့ stock market တက်မယ်ကျမယ်ဆိုတာကိုကြည့်ကြည့်ရင်အဲ့လိုမျိုး liquidity တို့နော်ကျွန်တော်ခုန central bank uh, uh, information တို့အဲတခြားပေါ့နော်အဲ stock တို့ bond တို့ကိုနားလည်ဖို့လိုတယ် โอเคကျွန်တော်ကဘာဥပမာပြခြင်းတာလဲဆိုတော့ဥပမာဆိုကျွန်တော်ဒီကျွန်တော်တို့ဒီဟွာပေါ့เนาะကျွန်တော်ဒီ Trump ဟွာလောက်ကကျွန်တော်ဒီလွန်ခဲ့တဲ့အာ April May ပေါ့เนาะ April May လာကျွန်တော်ဒီမှာအာ Trump ကြီးကတရစ်ပါညာဆိုပြီးလှုပ်ချပလိုက်တော့ market ကြီးဆင်းသွားတယ်เนาะ market ကြီးလုံးဝဆင်းသွားတယ်ဒါပေမဲ့အာတကုတ်တိထားမှုမိကြည့်ကြည့်ရပါတော့တခြားသူတဲ့ parameters တွေပေါ့เนาะကျွန်တော် follow ရတဲ့ parameters တွေအဲ့ parameters တွေကအာဒီဒီနည်းနည်းလေးကြလဲကြပြီးတော့သူတို့ပြန်ပြီးတက်လာတော့ဒီထားမိလိမ့်မယ် နော်နည်းနည်းလေးတက်ကြလဲကြပြီလုံးဝပြန်ပြီးကြံပြန်ပြီးတက်လာတော့သိထားမိလိမ့်မယ်အထူးသဖြင့်ကျွန်တော်တချို့တချို့ line တွေဆိုရင်တချို့ line တွေကျွန်တော်ပြောပြမယ်နော်တချို့ line တွေဆိုရင်ဒီဥပမာဒီဒီ line ကိုကျွန်တော်ပြမယ်နော်ဒီ line တွေပါဆိုကြလဲခဏပဲတွေ့လားဟို stock market တောင်ပြန်မတက်လာသေးဘူးသူကသူတို့ကပြန်တက်ပြီးပြီးသွားပြီတဘောကဒီကောင်တွေကကျွန်တော်တို့ဒီကောင်တွေကိုတခြား study လုပ်ရင်းနဲ့လုပ်လုပ်ရင်းတောင်မှကိုယ်ကဘာလို့မြင်လဲဆိုတော့ ဘာကိုကြည့်ရသော်ဟာ stock market ကြီးကျနေပြီမြေဒီကောင်ကြီးပြန်တက်လာပါလားဒီ line ပြန်တက်လာပါလားเนาะဒီ information ပြန်တက်လာပါလားအဲအကြောင်း stock market ပြန်တက်ဖို့ရခဲ့လို့များရလို့တောင်ကိုကကြိုးပြီးတော့တွက်ကြည့်လို့ရတယ် okay အဲ့တော့ကျွန်တော်ဒါဒါကျွန်တော်ဟိုဟိုဟိုပြီးခဲ့တာကိုပြောပြတာဖြစ်တယ်အခုလောလောဆယ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အခုလောလောဆယ် stock market ကျဖို့ရခိုင်နှုန်းကျွန်တော်ပြအောင်မှာပြ indicator 6ခုရှိတယ်ဗျာเนาะ indicator 6ခုကျွန်တော် follow လုပ်ကျွန်တော် study လုပ်တယ်အဲ့6ခုမှာဘယ်နှခုကအောက်ဆင်းနေလဲ data ဆိုတစ်ခုကတက်နေတယ်တစ်ခုကကျနေတယ်တစ်ခုကတက်နေတယ်တက်နေတယ်ကျနေတယ်တက်နေတယ်6ခုမှာ4ခုကတက်နေပြီးတော့2ခုကပဲကျနေတယ်ဒီသားမိလားမသိဘူးเนาะအဲ့တော့ကျွန်တော်တို့ဒါ aggregate လုပ်မယ်ဆိုရင်တောင်မှเนาะ aggregate လုပ်မယ်ဆိုရင်တောင်မှကျွန်တော်တို့ဒီ attack ကပို့ပြီးရန်ကန်လုံးများနေတည်တာကိုကျွန်တော်သိထားမိလိမ့်မယ်ကဲအဲ့တော့ဒါကိုကြည့်ချင်းအဖြစ်เนาะဒါကိုကြည့်ချင်းအဖြစ်เนาะ stock market တက်ဖို့များလားကျဖို့များလားဆိုတော့ကိုကအဖြစ်ကိုသိနေပြီเนาะ အဲ့တော့ကျွန်တော်ကတော့ဘာကိုမြင်ဖို့ရှိသေးလဲ stock market ကောနည်းနည်းဆက်ပြီးတော့တက်ဖို့ရခိုင်နှုန်းများရှိသေးသလားလို့ကျွန်တော်မြင်နေတယ်။ Okay အတခုတော့ရှိတယ်အဲခုနခုနလိုပဲဒီကောင်တွေကနေ့တိုင်းကျွန်တော်တို့ update တော့ကျွန်တော်ကြည့်ဖို့လိုတယ်။ Okay အကယ်၍မနေ့ပြန်ကြရင်ဥပမာပြတခုခုကြောင့်ပေါ့နော်အကုန်လုံးဆင်းလာပြီဆိုရင်တော့ဒါကျွန်တော်တို့ဒါအဲနော် stock market ကြောက်ဖို့များတယ်လို့ကျွန်တော်တို့ပြောဖို့လိုတယ်။ Okay အဲ့တော့ကျွန်တော်တို့ကဒီ data data driven ဒါပေမဲ့ကျွန်တော်တို့က stock market ဒီ price ကိုရင်ကြည့်နေတာမို့ကျွန်တော်တခြားဟာတွေကိုလည်းကြည့်နေတာဖြစ်တယ်။ Okay all right ကျွန်တော်နောက်တစ်ခုကိုပြောချင်တာကျွန်တော်တို့ဒီရေနံမှာ okay ရေနံကဘာဖြစ်နေတာလဲဆိုတော့ရေနံကအမှတွေ့ရတိုင်းပဲတွေ့လားဒီကျွန်တော်တို့ဒီ market ကသူ့ရဲ့ context ကိုကြည့်ဖို့လိုတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ပြောတာเนาะအပြင်မှာဖြစ်နေတဲ့ noise တွေเนาะအာကြားနေတဲ့သတင်းတွေအဲ့ဒီဟာပေါ်ပဲ multi ပြီးတော့ trading decision ကိုမလုပ်ပါနဲ့ okay ဘာဖြစ်လို့လဲဆိုတော့အဲ့ဟိုကြည့်ပြီး trading decision လုပ်ရင်ကိုဘာဖြစ်လို့ဆိုတော့မှားဖို့ကနည်းနည်းရခဲ့တော့များလို့ okay ကျွန်တော်တို့ဒါလွန်ခဲ့တဲ့တပတ်နှစ်ပတ်ကဆိုကျွန်တော်ဒီ Israel Iran เนาะ Israel Iran issue ရှိတယ်လူတိုင်းကဒီရေနံဈေးတက်သွားမယ်လို့လူတိုင်းထင်ကြတာပဲเนาะဟုတ်တယ်ရေနံကအထိုက်တင်လောက်တော့တက်တယ်ဒါပေမဲ့ခုနပြောသလိုကိုကဟိုအရန်တက်လို့ live ဝယ်မိခဲ့ရင်ဒါအခုလောလောဆယ်ဆိုရှုံးမှုများနေဘာလို့လဲဆိုတော့ကျွန်တော်ဒီဒီကျွန်တော်တို့ဟာပေါ့เนาะဒီဂျွန်လာဂျွန်လာလေလောက်ကဝယ်ထားသမျှလူတွေအကုန်လုံးဒီဘာကကရှုံးနေပြီဘာလို့လဲဆိုတော့ market ကလုံးဝစင်ပြန်စင်းချသွားတာ โอเคအဲဒါကြောင့်ဒီကျွန်တော်တို့ trading လုပ်မယ်ဆိုရင် price ကိုပဲမကြည့်ပါနဲ့ price action ကိုပဲမကြည့်ပါနဲ့ကျွန်တော်ဒီကောင်းရဲ့ context ကိုကြည့်ဖို့လိုပါတယ်โอเคကျွန်တော်ကတော့ဒီရေနံဈေးကရေနံဈေးကတော့ကြာရှည်တော့ဆက်တက်မယ်လို့ကျွန်တော်မြင်နေဘာဖြစ်လဲဆိုရင်ဒါကျွန်တော်ဒါအလွယ်တကူကျွန်တော် analyze လုပ်လို့ပြမယ်ဆိုရင်ဒီမှာဆင်းလာပြီးတော့ဒီလောက်လောက်မှာလုံးဝ volume အများကြီးရှိတယ်โอเคပြီးတော့ဒီမှာလည်း volume ရှိတယ်ပြီးတော့ဒီမှာလည်း volume ရှိတယ်တွားကြည့်တာဒီ3 point ပေါ့နော်ကျွန်တော်တို့ဒါ outfit ဈေးနဲ့ဆို somewhere around 55 to 57 dollars all right အဲ့ level လောက်မှာ အရင် market တွေအများကြီးဝင်ပြီးတော့ဝယ်ထားတာကိုကျွန်တော်သိထားမိတယ်။ Okay အဲ့တော့ market ကခုလို့ဆိုရင်ကျွန်တော်တို့အာကျွန်တော်တို့ဒီမှာပြန်တက်သွားတယ်ပြီးတော့ဒီမှာပြန်နည်းနည်းပြန်ဆင်းလာပြီးဒီမှာဒီမှာတော့ volume မှာတွေ့လာသတိထားမိလား။အဲ့တော့ပြောချင်တဲ့တော့ဒီက retest ပြန်လုပ်တယ်။အာဒီမှာအယောင်ဝယ်ဖြစ်သေးတာ retest ပြန်လုပ်တယ်။အဲ့တဲက market ကတက်သွားတာ။အဲ့တော့အခုလောလောဆယ်တဲ့ဒီကောင်နဲ့ပြန်ပြီး retest လုပ်နေလို့ကျွန်တော်ထင်တယ်။ဟိုမမားဘူးဆိုရင်ကျွန်တော်ထင်တာဒီလောက်လောက်နေပါတော့ပြန်ပြီး retest လုပ်တောင်းလုပ်နိုင်သေးတယ်လုပ်ချင်တယ်ဆိုရင် ေဒါပေမဲ့ delivery 1 2 3 4เนาะဒီ1 2 3 4အဲ့လိုမျိုး level အောက်ကိုမစင်းမချင်းကတော့ကျွန်တော်အမြင်ကတော့ရေနံစင်းကပြန်ပြီးတော့ဒီပြေပြန်တက်မယ်လို့ကျွန်တော်မြင်တယ် okay အဲ့တော့အချိန်ပေးရမယ်အချစ်ချင်းမှန်မယ်တော့ဟိုမတည်ကြဘူးဒါဒါပေမဲ့ခုနပြောသူကိုကဒါတွေကိုအရေးမွန်လေးတွေသူပေးတဲ့ clue လေးတွေကိုကြည့်ချင်းအဖြစ်ကိုက trade လုပ်မယ်ဆိုရင်ကြာရှည်ဆိုရင်ကိုကမျက်ဖို့ပို့ပြရမယ်လို့ပုံများတယ် okay ဟုတ်ပြီကျွန်တော် bitcoin ကိုတစ်ချက်သွားလိုက်โอเค bitcoin ကဘာဖြစ်နေတာလဲဆိုတော့ bitcoin ကကျွန်တော်ခုနအာ bitcoin ကရွှေနဲ့နည်းနည်းတူတယ်โอเค तू ကဘာဖြစ်တာလဲဆိုတော့ bitcoin ကျွန်တော်ဒီလောက်လောက်မှာအရင်အရင် volume နဲ့ရင်များလာတယ်ခုနပြောပြီးပြောဒီကောင်လုံးဝဆင်းကြပါတယ်လားလုံးဝဆင်းကြပါတယ် ပြီးလဲပြီးတော့အာပြီးလဲပြီးတော့ဒီလောက်လောက်မှာ volume ပြန်တက်လာတယ်ဒီမှာ volume ပြန်တက်လာတယ်အဲ့တော့ဒီ1နဲ့2နဲ့ကကျွန်တော်တို့ဟွာလို့ပြောလို့ရတယ်ဒါဟွာပေါ့နော်ကျွန်တော်တို့အာ support level လို့ကျွန်တော်တို့ပြောလို့ရတယ် okay ပြီးတော့ဒီမှာ breakout ဖြစ်တဲ့3ပေါ့နော်အဲ့အနေပြီးတော့တက်သွားလိုက်တာအခုလောလောဆယ်ဒီကောင်ကဘာလုပ်တာလဲဆိုတော့ stop hunting လုပ်နေလို့မရှိသေးတယ်ပြောရမယ်ဆိုကျွန်တော်ဒီအောက်တောင်မှမစင်သေးဘူးဗျာအဲ့တော့ဟို market ကတက်ဖို့ရကန်တော့များလားကျောက်ဖို့ရကန်တော့များလားဆိုတော့ကျွန်တော်တော့တက်ဖို့ရကန်တော့ပုံများလဲလို့ကျွန်တော်ထင်တယ် okay အာအရင်တော့စင်စင်နေတာမဟုတ်သေးဘူးဒီလောက်လောက်လေးကိုပဲတက်မဲ့ကြမယ်လို့ on နေဆိုတော့မဟုတ်တော့ဘူးเนาะအဲ့တော့ကျွန်တော်ဒီမှာဆိုအရင်ဒီဘက်ကကျွန်တော်ဒါဒီဘက်ကလုံးဝစင်မှာကျွန်တော်တော့မှဟိုရောင်းလိုက်မိသေးတယ်ဒါပေမဲ့အခုလောဆယ်ကျွန်တော်ပြန်ဝယ်ထားတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ trend အရာเนาะဟို market ကဒီဖြည်းနဲ့ဒီဖြည်းနဲ့ low တွေက lower high နေပေါ့เนาะ sorry အာ higher low တွေပေါ့เนาะ higher low တွေဖြစ်လာတယ်အာ hl asia တွေဖြစ်လာတယ်အဲ့တော့ဆက်ပြီးတော့တက်ဖို့ရကဲတော့ပို ရှိတယ်လို့ကျွန်တော်ကြည့်လို့ရတယ်เนาะ ဲ့တော့ market ကပြန်တက်မလို့ကျွန်တော်ထင်တယ်โอเค market ကျွန်တော်ပြန်တက်တယ်လို့ပြန်တက်တယ်လို့ကျွန်တော်ထင်တယ် bitcoin ကရှေ့ဆက်ပြီးတော့များ step ကိုဇလန်းရှိတယ်လို့ကျွန်တော်ထင်တယ်โอเค market ကတရက်ထက်နဲ့ကျွန်တော်ဒါ daily time frame ပေါ့နော် daily time frame ဆိုတဲ့အတိုင်းတရက်ထက်နဲ့အရန်တက်ကြမယ်ကိုကျွန်တော်တို့ဟိုဆုံးဖြတ်ချက်ချလို့မရဘူးโอเคအဲ့တော့ကျွန်တော်ကျွန်တော်က daily time frame ဖြစ်တဲ့အတွက်သူ့ရဲ့ context ပေါ့နော်သူ့ရဲ့ဘယ်နေ့လောက်မှ volume နေရင်များတယ်ဘယ်နေ့မှ volume မရင်နေတယ်အဲ့ဒါကိုကျွန်တော်တစ်ချက်ကြည့်ဖို့လိုတယ် โอเคအဲ့တော့ဒါကျွန်တော်တို့မြေငုံညုံချောင်းမှာဆိုရင်ဒီကောင်ဒီမှာ higher လို့ရေလောက်လာပြီအဲ့တော့တက်ဖို့ရခဲ့တော့များတယ်ပြီးတော့ဒီမှာ volume နည်းနည်းများတော့ဒီ level ကနည်းနည်းဟိုပါဘောเนาะသူတို့ resistance ရှိမယ်လို့ကျွန်တော်ထင်တယ်အခုဒီ level ပေါ့เนาะအဲ့တော့အကယ်၍များဒီမှာ volume တစ်ခုခုချင်းနဲ့ price ကြီးကလုံးဝထောင်တက်သွားပြီဆိုတာ breakout လို့ကျွန်တော်ပြောလို့ရတယ်အာ breakout ဆိုဆက်တက်ဖို့ပဲရှိတော့တယ်โอเคအဲ့တော့ နောက်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဘာကိုကြည့်လို့ရလဲဆိုတော့ဘာကိုကြည့်လို့ရလဲဆိုတော့ကျွန်တော်ခုနဒီ higher low ပေါ့နော် higher low တွေကျွန်တော်ရှင်းပြသွားတယ်โอเคအဲ့တော့ဒီကောင်တွေကဒီ box လေးလို့ပေါ့နော်ဒီ boundary လေးတွေဖြစ်တယ်နော်ဟို down လေးတွေပေါ့ boundary လေးတွေဖြစ်တယ်အဲ့တော့အကယ်၍များဒီ boundary တွေက break ဖြစ်သွားတယ်ဆိုရင်ဒါကျွန်တော် re evaluate ပေါ့နော်ပြန်ပြီးထက်ပြီးတော့ငါထွက်တာမှားလားဆိုပြီးပြန်စဉ်းစားဖို့လိုတယ်ဒီကျွန်တော်တစ်ခုတေချာတော့ပြောလို့ရတာတော့အာအမြင်နဲ့မမှန်ပါဘူး အဲဒါဗိမဲ့ခုနပြောသလိုဒီလိုမျိုး boundary ဟိုပျောက်သွားဒီဥပမာပြ market ကြေတို့မျိုးဆင်းကြပါသေးတာကျွန်တော်ဒါတက်မယ်လို့ပြောထားတာနည်းနည်းကိုပြန်စဉ်းစားဖို့လိုပြီ okay အဲ့တော့အဲ့ဒီ analysis ကိုကိုယ့်လက်ထဲမှာအမြင်နဲ့ရှိနေဖို့လိုတယ် okay အဲ့လို analyze လုပ်ထားပါအာဒီ level ဒီ hole လို့သူများတက်မယ်ဆိုရင်ဟိုကိုကအာမကတက်တက်ကြကြဗျာဟိုတိတ်ပြီးတော့ကိုကယူမဆိုင်တော့เนาะဘယ်တဘောကကျွန်တော်ဒါဥမာကျွန်တော်ပြန်ဆွဲပြမယ် အဲ့လိုဆိုရင်အကဲဒီလောက်လောက်လေးများ price section တော့အစင်းလိုက်ကိုက pending မဖြစ်ဘူးပေါ့ဆိုတော့ဒီ boundary တွေ break မဖြစ်မချင်းရကိုကအစင်းဘက်ကိုတိတ်အာနော်ဟိုမကြည့်ဘူးဆိုတဲ့သဘောကိုပြောတာဖြစ်တယ် okay အဲ့တော့ကျွန်တော်ကဒီနေ့ကကျွန်တော်အနေကွန်းချောရမယ်ဆိုရင် trading market analysis တခုချင်းစီပြောတာတဲ့ဟို market ကိုဘလို့ဟိုပေါ့ analyze ပေါ့နော် approach လုပ်ရမယ်လို့ကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ် okay အဲ့တော့အာရွှေကတော့ကျွန်တော်ညာကနုတော်တော်များများတော့တက်မယ်လို့ကျွန်တော်ထင်တယ် 100%တော့ဘလူးကပြောလို့မရဘူးရွှေရောငွေရောအာပြောမှာဆို Bitcoin လဲထုံနေလောက်ပါပဲโอเค all right အာဒီဗီဒီယိုနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ဗီဒီယို like ပေးလို့ရပါတယ်ကျွန်တော်ဒီဗီဒီယို YouTube မှာပြီးရင်ကျွန်တော်အာ recording ကိုတင်ထားပါမယ်အာကျွန်တော် share လုပ်ပေးလို့ရပါတယ်โอเคကျွန်တော် comment မှာလဲ comment လုပ်လို့ရပါတယ်โอเค so ကျေးဇူးအများကြီးတင်ပါရခင်ဗျ so have a have a great day and have a great week ahead okay တွေ့ကြမယ်ပြန်ဆုံကြမယ် thank you very much bye bye mm thank you